ကာမာလီယမိနစ်30လောက်အိပ်ပျော်သွားပြီးပြန်နိုးလာတော့ကဘာကြီးကပြောင်းလဲသွားခဲ့ပါတယ်။သူမပြန်ထွက်လမ်းလျှောက်တော့လူတယောက်မှမတွေ့ရဘဲတိတ်ဆိတ်နေခဲ့တာပါ။သူမစပိန်စီဗီလိုက်ကြည့်လိုက်တော့လည်းဘသူကမှမတွေ့ဘဲကားရီကလည်းလမ်းမလေးမှာရထားကြပါတယ်။သူမအိပ်ပျော်သွားတော့ဘာတွေဖြစ်သွားလဲဆိုတာသူမစဉ်းစားနေမိတာပါ။စတိုးဆိုင်မှာဝင်ပြီးတော့စားစရာဝယ်ယူနေတော့အတန်တန်ကိုကြားလိုက်ရပါတယ်။အဲဒါကြောင့်သူမအတန်ကြားရာတိုင်ပြင်ကိုထွက်ကြည့်လိုက်တာပါ။ အဲ့ဒီမှာကောင်းလေးနဲ့ကောင်မလေးတယောက်ကိုတွေ့ရပါပြီသူတို့နှစ်ယောက်လည်းသူမလိုပဲလူတွေကိုလိုက်ရှာနေကြတာဖြစ်ကဘာတွေဖြစ်နေမှန်းမလည်နိုင်ကြတော့ပါဘူးဒီလိုနဲ့သုံးယောက်သားဆိုပြီးတော့တခြားသူတွေကိုလိုက်ရှာဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ကိုတရားရုံးကလည်းအပေါ်ကနေကြည့်နေပါတယ်လိုက်သွားကြတော့အမောင်ထဲမှာလူတယောက်ကိုတွေ့လိုက်ရပါတယ်သူတို့ကအဲ့ဒီလူနဲ့စကားပြောကြည့်ဖို့လုပ်ပေမဲ့သူကဘာမှမပြောဘဲနဲ့ဆိုင်ကနေပြန်မောင်းထွက်သွားခဲ့တာပါ သူတို့လဲစပိန်နဲ့တနင်္လာပြီးတနင်္လာသွားနေတော့အလေးအောင်တစ်ခုကိုတွေ့သွားပါတော့တယ်အလေးအောင်တိုင်လိုက်လာကြတော့အကူညီပါဆိုတဲ့စာရမ်းနဲ့အစာအုပ်တစ်ခုကိုတွေ့လို့ဝင်သွားခဲ့တာပါအထဲကိုရောက်တော့အသက်ငယ်ပုံရတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရပါပြီသူကလည်းတန်ရှိနေတဲ့တခြားသူတွေကိုရှာနေခဲ့တာပါနောက်တော့သူ့ရဲ့ဇင်ကန်ကားတွေထားတဲ့နေရာကိုခေါ်လာခဲ့ပါတော့တယ်မနက်မှာတော့သူကနဲ့တူတူ၃ယောက်လုံးကိုခေါ်တင်ပြီးတခြားနေရာတွေမှာလူလိုက်ရှာကြည့်ကြပါတော့တယ်။ အသေးသေးသော movie recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ် like and share subscribe ခါလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင့်အမြဲတမ်းချစ်ခင်ပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်